်မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေစက်တင်ဘာလ28ရက်ဒီကနေ့နေ့9ရက်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အကြားမိုင်းတို့တွင်မုတ်တုံလီအားကောင်းနေပြီးကြံမင်္ဂလားပင်လယ်တွင်မုတ်တုံလီအားအသင့်တင်ရှိနေပါမယ် ထူးခြားတဲ့အခြေအနေတည်းအနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရာတောင်တိုးပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောတိုင်ဖုန်းမုန်တိုင်းဖူအလိုင်းသည်အနောက်နောက်မြောက်ဘက်သို့ရွေ့လျားလျက်ရှိပြီးဆက်လက်တည်ရှိနေပါမည်။အဆိုပါတိုင်ဖုန်းမုန်တိုင်းဖူအလိုင်းသည်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးရှနေ့ညပိုင်းတွင်ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုတိုင်ဖုန်းမုန်တိုင်းဖူအလိုင်းဖြစ်ဖြစ်၎င်း29ရက်ကုလ2025ရက်နေ့တွင်ဗီယက်နမ်နိုင်ငံနှင့်လာအိုနိုင်ငံ၏ဆက်တူကိုအပူပိုင်းမုန်တိုင်းဖူလိုင်းဖြစ်၎င်း 30ရက်ကုလ2025ရက်နေ့တွင်လာအိုနိုင်ငံကိုအပူပိုင်းမုန်နိုင်ငံအဖြစ်ဖြစ်၎င်းဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။မနေ့ကမုန်တဲ့ချိန်အထိခန့်မှန်းချက်ကတော့ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျကျမန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာစစ်စစ်ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထစ်ချုံရပြီး ရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရီမူကြီးနိုင်ပါတယ်။ရွာရံရုံပြည့်ဖြစ်ပါတယ်။မိုးထင်းအောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထင်းအောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးထင်းအောင်များရွေရှားရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း မိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။မြမပင်လေပင်တွင်မြမကယ်ရင်တလျှောက်နဲ့ကန်းလုံပင်လေပင်တို့မှာတခါတရံမိုးသက်လေပင်များကြာရောက်ပြီးလိုင်းကျနေပါတယ်။မိုးသက်လေပင်ကြာခြင်းရေပင်ပြင်းပြင်းလေးသည်တနိုင်လင်းမိုက်30အထိတက်ခတ်နိုင်ပါတယ်။လိုင်းမြစ်မှာမြမကယ်ရင်တလျှောက်နဲ့ကန်းလုံပင်လေပင်တို့တွင်10ပေမှ12ပေခန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမ်းမန်းချက်ကတော့ နေပြည်တော်ပဲခူးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်မိုးပူလာနိုင်ပါတယ်။နေပြည်တော်ရန်ကုန်မြို့နယ်နေတဝိုင်းအတွက်ဒီကနေ့ညနေတိခန့်မှန်းချက်ကတော့မိုးတစ်ချိန်နှစ်ချိန်ထိချုံရပါမယ်။ရွှမ်းရာနှုန်းပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းအတွက်ဒီကနေ့ညနေတိခန့်မှန်းချက်ကတော့နေရာကွက်ကြားမှုထိချုံရပါမယ်။ရွှမ်းရာနှုန်းပြည့်ဖြစ်ပါတယ်ရှင်။